ီမှာမေးထားတာလေးတစ်ခုပြေးပေးခြင်းလို့ပါဒီအတက်ကအတက်ရွယ်အတက်ကအတက်က30ဆိုတော့အတက်ရွယ်နဲ့ပတ်သက်ပြီးတော့ဒီမှာကအရင်ဆက်စပ်တစ်ဖြစ်ပြီးတတ်မှတ်ထားအကန့်တတ်ထားမျိုးတော့မရှိဘူးကိုတို့သွားမဲ့ကေရီယာနဲ့ကိုယ်အကျွမ်းကျင်မှုနဲ့ပဲဆိုင်နေပေါ့နော်အဲ့ဒါကပဲလုံးမပဲမဆိုဟိုမှာဒီကအတက်ကอืม 30ကျော်35 36 39ဆိုပေမဲ့လည်းပဲကိုယ်အလုပ်ငန်းမှာကျွမ်းကျင်နေရဆိုလို့ရှိရင် AC ပဲပုံမှန်ပြောရရပြီးရင်ကိုယ့်ရဲ့ဒီ body structure မျက်နှာပုံမှန်တဲ့နုနေတော့ပိုကောင်းတာပေါ့နော်ဒီမျိုးဆိုရင်ပိုစမီတယ်ဒီအလုံးမှာဆိုလဲအခုလက်ရှိကိုရီလုံနေအလုံးမှာတော့မှာပဲ30တယောက်က30ခွန်38တိရှိတယ် ဆိုတော့ဘာမှမဖြစ်ပါဘူးတက်ရွယ်နဲ့ပတ်သက်ပြီးတော့ပြီးတော့ကိုကဘန်ဝင်နေဆိုတော့ဘန်ဝင်နေဆိုတော့များသောအားဖြင့်အာစာပေပိုင်းလာဒါမှမဟုတ်ဒီအကောင့်နင်းပိုင်းစီးရင်ပိုင်းလာတော့မသိဘူးပေါ့နော်ဒါပေမဲ့ကိုကစာပေပေးရဲ့ဘိုင်းမှာလုခဲ့ရဆိုလို့ရှိရင်အာစာပေပေးတဲ့ဘိုင်းကိုကျွမ်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ hospitality နဲ့ပတ်သက်ပြီးတော့ reception နဲ့ဘိုင်းလိုမျိုးဒါမှမဟုတ် friend of fitness sign နဲ့ position တစ်ခုခုပေါ့နော်အဲ့ဒါနဲ့ရှာမယ်ဆိုရင်တော့အလုပ်ကမြင်မြင်ရလွယ်တယ် ်ပြီးဆင်းရဲမိုင်းနဲ့ဆိုလို့ရှိရင်တော့ဒီမှာအများဆုံးအပြေရုံမိုင်းဆိုင်ရာတွေကကြတော့အိန္ဒိယတွေများတယ်အဲ့ဒါတွေကတော့အလုံးလျှောက်ဖို့ကိုကအချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်လို့ရှင်လို့အေးစေးရှာမယ်အချိန်ပေးနိုင်တယ်ဆိုလို့ရှိရင်ရုံးလုံးတွေကလည်းလျှောက်လို့ရတယ်ဒီ engineer တွေတော့မှပဲတချို့အရင်တော့ဆိုရင်ဒီမှာအတူတူနေတဲ့အခန်းကညီမလေးဆိုရင်တော့မှပဲအဲ human engineer ပွဲနဲ့ engineer အလုပ်ကို human ဆိုင်အလုပ်နဲ့ရှာလို့ရခဲ့တယ် ဆိုတော့ကိုကကိုကျွမ်းကျင်တဲ့ပိုင်းဥမာကိုကမြန်မာပြည်မှာဒီအရွေးအချို့ပြောတယ်မြန်မာပြည်မှာဘာယာလူပဲရနေနေဒီပိုင်းရောက်ရင်စပွဲလိုပဲလောက်ရမှာမယ်ဆိုတာမဟုတ်ဘူးနော်အဲ့ဒါမှားကိုတွေကဒီမှာဒီစာပြပိုင်းကိုပြောင်းဝင်တယ်ဆိုတော့မြန်မာပြည်မှာလည်းအဲ့ဒီအပိုင်းပဲတောက်လျှောက်လုပ်ခဲ့တာမလို့ဒီ like ကိုရွှေးလိုက်တာအမေမဲအာလာခဲ့စဉ်တော့ကလည်းပဲဘာလို့ရပြလုံးမယ်ဆိုတော့ဆုံးမဲ့ချက်ကအဲစိတ်ကူးကတော့ ပါလာတယ်ဗောနော်ဒါပေမဲ့ကိုကျွမ်းကျင်နဲ့ပိုင်နေကိုကရီယာနဲ့အလုပ်ရခဲ့ပြီးရင်ကိုကဟိုမှာဒီမှာဘာနဲ့ပတ်သက်ပြီးတော့အလုပ်ကိုပဲရှောက်ရှင်နေဆိုလို့ရှိရင်နှလုံးစဲအိန္ဒိယနေပြီးတော့ကိုရှောက်ရှင်နေ position ဒီမှာဘန်နေလဲရပေါ်တယ်ဒါပေမဲ့ဘန်ဝင်နှန်းအနေနဲ့တိုးဖို့ခက်သေးရဆိုလို့ရှိရင်လက်ရှိရှောက်လို့ရရဟာတွေကအာ office assistant တို့ office boy တို့အလိုမျိုးတွေရှောက်ပြီးတော့အရင်ခြေလမ်းစပါဘောနော်အရင်အချိန်မပေးနိုင်လို့ဆိုလို့ရှိရင် ဒီမျိုးလဲစားလို့ရတယ်စားပေးပိုင်းနေဆိုလို့ရှိရင်လည်းဒီမှာပြောလို့ friend office ပိုင်းနဲ့ hotel တွေမှာပြီးရင် reservation နဲ့ပိုင်းနေအလိုမျိုးတွေရှောက်လို့ရတယ်အာပြီးနောက်တစ်ပိုင်းကကျတော့ agency နဲ့လာတင်လာကိုယ့်အကောလာတင်လာဆိုတော့ agency ကတော့အာကိုပေးရတဲ့ငွေနဲ့သူတို့ဆီကပြန်ရမယ်စားပေးနဲ့တန်တယ်ဆိုလို့ရှိရင်တော့ agency နဲ့လာပေါ့နော်တချို့ကကျတော့အလုပ်ကဒီအောက်ခြေဝင်တဲ့အလုပ်တွေပဲရှာပြီး cleaner လိုမျိုး အဲဒီ waiter လိုမျိုးပြီး housekeeping များသောအားဖြင့် housekeeping မှာပဲ agency ရရှာပေးရဲ့လောက်ကအဲအဲ့လိုမျိုးတွေအလုံးနဲ့လုပ်ရမယ်ပြီးရင် လာစား1900နေစားငိမ်းလောက်နဲ့ကို agency ကက1000 1800 1500လောက်ပေးရတယ်ဆိုရင်တော့အာဒီဘက်ကိုအမြင်နဲ့ဆိုရင်တော့တန်တယ်လို့မယူဆဘူးအခုမလာစားက3000လောက်ရမယ်အဲအေဂျင်စီကက1000 1000 1200ဝင်းကျင်ပေးရဲဆိုလို့ရှိရင်တော့ လည်းပဲကိုပေးလို့တန်နေတယ်เนาะအပေးပေါ့เนาะဒါပေမဲ့ agency ဘက်ကကြတော့အလုပ်ရှာပေးမယ်တချို့ agency ကအလုပ်ကတခုပဲရှာပေးရကိုဘကိုအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေအာတတိယအလားဗီဇာပေးစီပေးစီမပေးစီပေးစီတချို့ agency ကသူတို့အလုပ်တခုရှာပေးပြီးလို့ရှိရင်လင်မကြည့်တာမျိုးရှိတယ်အဲ့လိုမျိုးဆိုကိုဒီကိုက agency နဲ့လာမယ်လို့ဆိုပြထားတယ်ဆိုလို့ရှိရင်တော့တေချာမေးအမ် တကယ်လို့ဟိုဘက်ကတတိယဘက်ကဗီဇာမရန်းငယ်မှာငါအနေနဲ့ရောနောက်တစ်ခုလို့ကိုပြောင်းလို့ရလားနင်တို့ဘက်ကရောထိုက်ရှာပေးနိုင်လားဒါမှမဟုတ် agency fee ရောဘယ်လိုပေးရမှာလဲအလုပ်ရမှာပေးရမှာလားလုံးမရခင်နေရကြိုးပေးထားမှာဆိုရင်တော့မဟုတ်သေးဘူးကိုကပတ်စံလဲပေးပွားကြီးအလုပ်ကလည်းအဲသူတို့ရှာပေးအလို့ကိုပတ်စံလည်းပေးပွားရင်ငါနေပတ်စံပေးပွားရည်ဆိုလို့ရှိသူတို့သူတို့လက်ခုပ်ထဲရည်ဖြစ်ပွားရည်သူတို့ရှာပေးရဲ့လုပ်ကိုဝင်ရအောင်ပါပဲအဲ့လိုမျိုးတွေအများကြီးအများကြီးစဉ်းစားမဲ့အပိုင်းတွေအများကြီးရှိရပါ့။ ့ဘက်ကိုလာရင်ကြတော့နံပါတ်1အနေနဲ့ကုန်ကြမ်းဈေးက agency ကပေးရမယ့်ဈေးကိုကိုအလုပ်ရှာနေတဲ့တော့အတွင်းမှာဒီဒီငွေအလုပ်မရသေးဘူးဆိုရင်လည်းဒီ agency ကိုပေးရမယ့်ငွေပမာဏလောက်က9တလောက်လောက်ထိုင်စားလို့ရတယ်။ဆိုတော့အဲ့လိုမျိုးလုံမလားဒါမှမဟုတ်ဥပမာဒီမှာက9လဗီဇာထပ်တုံးမယ်ဆိုရင်လုံးအလုံးလုံးပေးရ1500ပဲဒါ အဲ့1500ကနှစ်လဗီဇာရမယ်အဲ့နှစ်လဗီဇာထပ်တိုးပြီးတော့ပဲငါမှကိုယ်တိုင်ရှာမလားဒါမှမဟုတ် agency ကိုပေးမလားအဲ့လိုလဲတွေးတွေးတဲ့အပိုင်းနောက်တစ်ပိုင်းအနေနဲ့စဉ်းစားကြည့်လို့ရရပါတော့ပြီးတော့ကို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  confidence confidence ရှိရသလိုရှိရင်အင်္ဂလိပ်စကားလည်းကိုက communicate လုပ်နိုင်တယ် interview လည်းကိုပါကိုပမိုင်နေနိုင်ဖြေနိုင်တယ်ဆိုလို့ရှိရင်ဘယ်သူမှကိုနေကြမလို့ကိုပါကိုအင်ဒီယာလောက်ရှာဒီအလောက်ရှာလို့ရတဲ့ channel ပေါင်းစုံကနေပြီးတော့အလောက်ဖွင့်ပြီးတော့ရှာ ရပြီးရင်ကိုယ်ကိုင်အင်တာဗျူးသွားပြီးရင် CV ဖောင်ကင်ပြီးရတော့မှပဲကိုကရေးတယ်ကိုတတိရှိရလို့ရှင်ဟိုတယ်တွေသွားပြီးတော့ receptionist တွေမှာဒီ job application နဲ့ပတ်သက်ပြီးရှိလားမရှိလားမေးတချို့ရေဆိုလို့ရှင် office တွေကတော့မှတစ်ထက်တင်းတစ်ထက်စင်းတစ်ထက်တတစ်စင်းအဲတစ်ထက်တစ်ထက်လိုက်တက်ပြီးတော့ CV ဖောင်တော်တော်ရှိမြင်မှုတယ်မြန်မာတွေတွေရပဲအဲ့မျိုးဆိုကိုက ဒီအချိန်မီနိုင်ပြီးနိုင်တယ်လို့ကိုယ့်ရဲ့ဒီ passion ကပြင်ထန်ရင်းနဲ့လို့ကိုဖြစ်ချင်တဲ့စိတ်ကိုလိုချင်တဲ့စိတ်ပြင်ထန်တယ်ဆိုလို့ရှင်အလောက်ကကိုယ့်ဘာကိုရှာဖို့ကပို့ပြီးတော့ညီမဘက်ကအနေနဲ့ဆိုရင်တော့ပို့ပြီးတော့အပီရောနော်ကိုဘာကိုရှာဖို့အတွက်ကိုကိုကိုရိုင်းကလည်းပဲဒီကိုကိုကိုရိုင်းဒီဗီဇာနဲ့တိကက်ပဲသူများအောင် ဝယ်ခိုင်းဝယ်ခိုင်းအဒီဗီအေဂျင့်တုံးလိုက်တယ်ပေါ့နော်ဗီဇာနဲ့တက်ကတ်အတွက်ပဲဆန်တဲ့ကိစ္စအကုန်လုံးကိုပါကိုလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲအေဂျင့်နဲ့လာရမလားကိုရိုင်းလာရမလားဆိုလို့ရှိရင်ကိုရိုင်းလာဖို့ပဲအားပေးတယ်ဒီဂျင်စီနဲ့ပတ်သက်ပြီးတော့သူများကိုအကူအရဲကိစ္စအာကိုပစံနဲ့ကိုစိတ်ဆင်းရမယ့်ကိစ္စမျိုးကြီးတိတ်ပြီးတော့ကိုရိုင်းလည်းမကြိုက်ဘူးသူများကိုလည်းဒီအဲ recommend မပေးချင်ဘူးပေါ့နော် အဲ့လိုမျိုးလည်းရှိတယ်။ကိုယ့်ဘက်ကိုလာရင်အခက်အခဲရပါရှိလေဆိုတော့ကိုယ့်ဘက်ကတောင်ငွေကြေးတက်နိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကိုလာရင်အခက်အခဲရဘာမှမရှိဘူး။ပြောရမယ်ဆိုရင်ကိုယ့်ဘက်ကိုစိုက်ကိုဖြစ်ပြီးတော့လုံးမရလို့ pressure ပြီးရင်တာပြီးမယ်။ကျန်တာဘာမှမရှိဘူး။အဲအဲ့တော့ပြီးရင်အာညီမတို့ဆိုလို့ရှိရင်အလောက်ကအဲကြောက်တာဇန်နဝါရီမှာရရောက်တယ်။အာဖေဖော်ဝါရီအဲဇန်နဝါရီ24ဆိုတော့ဖေဖော်ဖေဖော်ဝါရီလာရဲမှာပဲထားပါတော့။ဖေတလပဲအချိန် တလတလမှာ match လာတဲ့ရက်နေ့မှာပဲအလုပ်စာစင်ရတယ်ဗီဇာကတော့အာကိုယ်တိုင်မတိုးလိုက်ရဘူးနောက်ပိုင်းအလုံးကမပေးတဲ့ဗီဇာကိစ္စတွေရောတတ်တာပေါ့နော်အဲအဲ့တော့ကိုကတလအတွင်းအလုပ်ရခဲ့တယ်ပေါ့နော်ဒီ February လထဲမှာပဲ interview တွေပတ်ပြီးပြီးတော့အလုပ်ကရခဲ့တယ်ဆိုတော့အာဒီကိုလာမဲ့အချိန်က high high season မှာတော့လာပေါ့နော်ခုနောက်ပိုင်းခုခုဆိုထွက်လာလို့ကောင်းတဲ့ရာသီရောက်ရာသီဥရောရောက်ပြီပေါ့နော် အဲ့ဆိုထွက်လာလို့ကောင်းပြီထွက်လာမယ်စီးတယ်နားဆိုဒီလာရီတင်မှာထွက်လာပြီးတော့ Roman နဲ့မတိုင်ခင်ပေါ့ထွက်လာပြီးတော့အလုပ်ရမယ်ဆိုရင်တော့အလုပ်ရဖို့ chance များတယ်အဲ့လောက်ပါပဲအင်းစီမီမဲ့တင်မှာပြီးရင်ကိုယ်တိုင်လည်းပဲဒီလစ်အင်တို့အင်တီတို့ဒုညချင်းချင်းပမာဏနိုင်တုံးတက်အောင် ပြင်တခြားအလုံးလျှောက်ဖို့အတွက် channel လေးလည်းပဲအားရရကြလို့ရှင် channel တခြား channel လေးတင်ပြပါမယ်ကိုယ်တိုင်အလုံးလျှောက်တဲ့ channel လေးပေါ့နော်ကျေးဇူးပါ